အားလုံးပဲမင်္ဂလာပါဗျာ။စိုင်းလန့်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးဖိုင်းတဲ့တော့ဒီလိုလှုပ်ရွက်တွေကြောင့်စော်ဖိုးရင်အဖက်ခံရတယ်ဆိုတော့ကိုခြားပြလာတဲ့အမျိုးသားတို့ရဲ့ရုပ်သံမျိုးဖိုင်းတွေကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီဖိုင်းမှာမျိုးသားကဘယ်လိုအကြောင်းအရာတွေကိုခြားပြထားတယ်ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းစိုင်းလန့်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဇော်ဖုံးဟောင်ဆိုတဲ့အကောင်ကဘလူလူလေးဆိုတာသူကိုယ်တိုင်ပြောတာပါကျွန်တော်ကတော့ပါကဲကြည့်ကျွန်တော်တစ်လှုပ်ထားတာပါကျွန်တော်ကတစ်လှုပ်ထားတဲ့ခါမှာတစ်ကယ်လှုပ်ထားတာတစ်ကယ်ဒီဆိုတာကျွန်တော်ပြောပြမယ်ကျွန်တော်တစ်တပိတ်တာတင်တစ်ဘရောက်တပိတ်တာဘရောက်တော့ဘရောက်ဆိုတာကျွန်တော်ဒီလိုက်မှာချစ်ချွနေတဲ့လူတွေနားလေအောင်ပြောပြမယ်ဘရောက်ဆိုတာကဘရောက်ပန်းပွင့်နဲ့ဘရောက်မဟုတ်ဘူးဟာ နော်သူ့ရွက်ကလေးတွေတေးသေးလေးတွေတော်ထဲမှာပေါက်တယ်တစ်တယ်။နော်အဲ့ဒီတပိတ်သားကိုကယ်ရီက4300ရတယ်ဗမာငွေ။4300နော်ကျွန်တော်မှာကား9စီးရှိတယ်။9စီး။9စီးဆိုတာ Range Cruiser တို့ Prado တို့နဲ့ကျွန်တော်တစ်တယ်ကနော်ဘာလို့တည်လဲကျွန်တော်ကမူဆယ်လေပြည်လွင်းဝယ်တယ်လားပြည်လွင်းကကုန်တယ်ပဲမူဆယ်မှာတော့ကိုတော်နေပွားနေရပဲတစ်ကိုတော်နေဟုတ်လားကျွန်တော်မလုပ်လဲသူများတွဲကားတွေစနဘေးတွေ ကန်တာတွေနဲ့တည်နေတာအဲ့တော့ကျွန်တော်ရဲ့ကျွမ်းနေရလေးမာယာကကယ်ဒီသမားကျွန်တော်တစ်တယ်တာတစ်တယ်တော့အဲ့တော့ကျွန်တော်ပြောချင်တာကတစ်တယ်တယ်ကျွန်တော်ကြောက်စိမ့်ကြောက်စိမ့်တစ်တယ်မဟုတ်ဘူးကယ်ဒီတဲ့ကြောင်စင်းမှတဲ့ကြောင်စင်းတော့လေကယ်ဒီတဲ့လေမူးဆဲကိုတဲ့တာကျွန်တော်ကဟိုကျေကောင်လည်းကိုတဲ့တာမဟုတ်ဘူးနော်အဲ့တော့သူ့ဘာသူမူးဆဲရောက်မှဘာလို့လို့ကကျွန်တော်လည်းမဆိုင်ဘူးနော်ကျွန်တော်ရဲ့ကျွန်တော်မိသားစုနဲ့ကျွန်တော်ဘဝရည်တည်မှုအတွက်ကျွန်တော်အလုပ်လုပ်ရတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ကဒင်ကလိုဇာတွေနဲ့အဲ့လို၆ပေတွေ၃ပေတွေ၄ပေတို့တွေကျွန်တော်တစ်တယ်ဟုတ် အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဒေါ်ဖုံးဝင်းဆိုရင်လူတိုင်းသိတယ်ဩဩလူတိုင်းသိတယ်အဲ့ဒီကဲဒီတဲ့ဒီမှာအဲ့တော့ကျွန်တော်ရဲ့ဘဝအရင်တည်းကဘာလဲဆိုတာကိုလူတွေကမသိဘူးကျွန်တော်ကလည်းအရှိတရားနဲ့အမှန်တရားကိုပြောတယ်တမ်းပြူချစ်တယ်ပြောတာဘာကြောင့်လဲဆိုတာကျွန်တော်မသိဘူးအခုမှပဲကျွန်တော်သိတယ်သူကစစ်တပ်နဲ့ပေါင်းအာနာပိုင်နေနဲ့ပေါင်းလက်နက်ကင်ဒါတွေအဖွဲ့တွေနဲ့ပေါင်းပြီးတော့နိုင်ငံရဲ့ ရဏပစ္စည်းတွေကိုခိုးထုတ်စားနေလို့နိုင်ငံကိုချစ်နေတာဆိုရင်မှောက်လားဟဲ့သဘောဤသဘောဤနိုင်ငံကိုချစ်တာနိုင်ငံရဲ့တရားစတာတွေကိုခိုးထုတ်နေတဲ့သူမျိုးလို့ချစ်နေတာတဲ့သူကသူပြောတာကျွန်တော်မပြောဘူးကိုလင်းဘာမှမပြောပါဘူးကိုလင်းပြောတာမှန်လားမှန်လို့ရှိရင်ကိုမန်လေးတော့တော့လား yes တော့တော့လားကိုလင်းကမားနေတယ်ဆိုလို့ရှိရင် no လားလို့လိုက်ပြ Okay.